မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗီဒာညချမှုဦးစီးဌာနကနေဇွန်လ18ရက်ဒီဂရီ99နာရီချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမင်္ဂလာပင်လယ်အောင်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်မုတ်တုံလီအားကောင်းရာမှအားလုံးကောင်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံမင်္ဂလာပင်လယ်တို့တွင်မုတ်တုံလီအားကောင်းနေပါမယ်။ ဒီကနေ့ညနေထိခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင် နေရာစစ်ဆေး၊ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံပြမှုထစ်ချုံရပြီးနေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာခွက်ရီမှုကြီးနိုင်ပါတယ်။ရွှေရံနှုံးပြည်ဖြစ်ပါတယ်။ မိုးထိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထိန်အောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးထိန်အောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထိပ်ချုံခြင်းမိုးကြိုးပစ်ခြင်းတည့်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ မြမပင်လယ်ပြင်တွင်မြမကယုန်နှင့်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်ဖန်ရံကမူတက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမယ်။မူတက်လေပြင်းကြာခြင်းရေပြင်းမြေပြင်းလေဟာတနိုင်လင်35မိုင်တီတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကယုန်နှင့်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့ပုဂိုးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊တည်တနာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ် မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာခွက်ရိပ်မိုးကြီးနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့နေရာခွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်ရှင်။